အားလုံးပဲမင်္ဂလာပါ။ဘာမင်ချက်စီ YouTube Channel ပါ။အဲကျွန်တော်တို့ညကကစားသွားခဲ့တဲ့ဒါချက်စီတင်းနဲ့ဘာစီလိုနာတင်းတို့ရဲ့ပွဲပြီးတုံတစ်ချက်ဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်မှာချက်စီတင်းက၃ဂိုးဂိုးရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ Mares ကအနေနဲ့ဒါ Hansi Flick ကိုဘယ်လိုတွေအနိုင်ရအောင်သူ့အနေနဲ့ဒီစနစ်ပိုင်းဆိုင်ရာတွေကိုအဲပြုလုပ်ခဲ့တယ်လဲဆိုတော့ဒီဗီဒီဗီဒီယိုမှာကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့စားလိုက်ကြရအောင်။ ဆိုတော့အရင်ဆုံးကျွန်တော်တို့ဒီ shape တွေအဲ on paper ကဒါအရင်ဆုံးတော့ကျွန်တော်တို့ဒီ on paper ပေါ်က Chelsea အသင်းကဒါ၄နှစ်၃နှစ်ဆိုတဲ့ပုံစံနဲ့ပွဲထွက်လာတယ်။တစ်ပတ်က Barcelona လည်း၄နှစ်၃နှစ်ဆိုတဲ့ပုံစံနဲ့ပဲပွဲထွက်လာခဲ့တယ်။ Chelsea အသင်းကဒါ Robert Sanchez, Gusto Fofana, Chalupa နဲ့ကုကူရလာဆိုပြီးတော့ပွဲထွက်လာတယ်။အာ right back မှာ Gusto ကိုအသုံးပြုခဲ့ပြီးတော့အကွင်းလေတပတ်ပြပေါ်မှာတော့ Kai Siro နဲ့ ါ reach chain ကိုအသုံးပြုခဲ့တယ်။ဒါ့အပြင်အရှည်တန်းသွားမှာတော့ Ghana Chu ဒီဘက်က ST Bank နဲ့ number 10 row အနေနဲ့ Enzo Fernandez ကိုအသုံးပြုခဲ့တယ်။တိုက်စစ်မှာတော့ Joao Petro နောက် DND တက်တို့ကိုနီးပြအောင်၃ဘက်နဲ့ Petro Neto လိုမျိုးဒါမြန်လို့မြေကစားသမားတွေကိုအသုံးပြုခဲ့တယ်။အဓိကကတော့နီးပြရဲ့ Maresca ရဲ့ရည်ရွယ်ချက်က Barcelona ရဲ့ Highline Defend ကိုမြန်လို့မြေတိုက်စစ်နဲ့ အဲတိုက်စစ်သားမားတွေနဲ့ပြန်ပြီးတော့ရင်ဆိုင်ဖို့ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ဒါပွဲအစတည်းကလိုင်းရထွက်လာတဲ့ကမြင်ခဲ့ရတယ်။တစ်ဖက်ကဘာစီလိုနာရဲ့လူချင်းမှာတော့ဒါကိုသမားနေရာမှာကာစီယာနောက်တော့ဘလိတ်အဲလက်ဘတ်အနေနဲ့ဘလိတ်အဲစင်တာစင်ထရယ်စင်တာဘက်တွေအနေနဲ့ကူပါစီနဲ့အာဂျူရိုနောက်ခွန်တီစသဖြင့်ပွဲထွက်လာခဲ့တယ်။တစ်ဖက်ဘက်မှာအဲရစ်ကာစီယာနဲ့နောက်အဲဒီချောင်တို့ကိုအသုံးပြုခဲ့ပြီးတော့အရှေ့ရန်တော့မှာတော့လာမီယမ်နဲ့နောက်ဖာရန်နဲ့ ဖာရန်လိုပတ်တို့ကိုအသုံးပြုခဲ့တယ်သူတို့ရဲ့အရှိမှာတော့ဒါလီဝန်လီဝန်ဒေါစကီကိုအသုံးပြုခဲ့တယ်ဒါကတော့ပွဲထွက်လူရင်းရဲ့အခင်အကျင်းပေါ့နော်အာဘာစီလိုနာဘက်မှာကချက်စီးထပ်ပို့ပြီးအာပိုကောင်းတယ်လို့ထင်ရတဲ့ဂါလမာတွေပါခဲ့ပါတယ်အထူးသဖြင့်လမင်းရမဲလို့ကဘာစင်ဂါလမာတွေရှိမဲ့နောက်လီဝန်ဒေါစကီလို့ဒါဥရောပရဲ့ဂိုးသွင်းဂိုးသွင်းဆက်လို့တင်စားရတဲ့အထီး ဒါကိုယ်တွေတွင်းတဲ့လီဝန်ဒေါစကီလိုကစားသမားတွေရှိမယ်ဒါပေမဲ့ချက်စီးသင်းကဘာစီလိုနာကိုဘလိုတွေအနိုင်ယူသွားခဲ့တာလဲဆိုတော့ဒါအသိကိုစိတ်ဝင်သွားဖို့ကောင်းပါတယ်လူသဖြင့်အဲ on the ball ရယ် off the ball ရယ်ဆိုတဲ့အခြေအနေတစ်ခုကိုကျွန်တော်ရှင်းပြပါမယ်အအရင်ဆုံးချက်စီးသင်းရယ် off the ball အခြေအနေပါဆိုတော့ချက်စီးဒီ off the ball အခြေအနေဒီမှာဆိုလို့ရှိရင်ဂါစီယာကလည်းဘောလုံးစားတဲ့အခါမှာအာချက်စီက present အတွက် net 2ရယ် sd ball ရယ်ကစင်ထွဲစင်တာဘက်နှစ်ယောက်ဖြစ်တဲ့ကူပါစီအချူရိုတို့ကို ါနှစ်ယောက်ကဒီသူတို့ position ယူထားတယ်ဆိုတော့ကဂုတမကနေစပြီးကိုဘာစီကိုဘောလုံးစပေးပြီးဆိုတာနဲ့ဒါကိုဘာစီဒီ option တစ်ခုရှိရယ်အတွင်းထဲကိုပြန်သွားမလားတောင်းမဟုတ် left back ကိုပဲဘောလုံးပေးမလားဒါပေမဲ့ငါပွဲချင်းတွင်းမှာတော့ left back ကိုဘောလုံးပေးတဲ့ကစားဟန်ဘောလုံးပူပေးတာမျိုးကိုမြင်ခဲ့ရတယ်အထူးသဖြင့် blade ကိုဘောလုံးပေးတယ်ဟုတ် blade စီဘောလုံးရောက်ပြီဆိုတာနဲ့ဒါ အဲမာလူဂူစတိုကဘလိတ်ကိုပြေးပြီးတော့ဒါပရက်စတတ်လုပ်တယ်ဆိုတော့ဒီလိုအခြေအနေမျိုးတွေမှာဆိုလို့ရှိရင်ဒါကန်စီတို့ကဟိုဖိုဗာနာကဖာရန်တော်ရက်ကိုအာမာကင်ယူထားတယ်နောက်အာချာလိုပါကအာလီယွန်ဒေါစကီကိုမာကင်ထက်ကတ်ထားတယ်အဲ့ဒီအခြေအနေမှာကန်စီတို့ကအာတမ်ပူရာရီစင်ထရယ်စင်တာဘက်သဘောမျိုးအနေနဲ့သူအနောက်ကိုဆင်းသွားတယ်နောက်ကိုဆင်းသွားတယ်ဆိုပေမဲ့ဖာရန်တော်ရက်ကိုလည်းသူကဟိုမာကင်ထောက်ထားတဲ့သဘောလေးနဲ့ဆင်းသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုပုံစံမျိုးကစားတယ် ဆိုတော့ဘာစီလိုနာကအဲ့ဒီလိုဘေးဒက်တွေကနေပြီးတော့အခွင့်အရေးရသွားတယ်ဆိုတဲ့အခြေအနေကရှားတယ်ဒါပေမဲ့ဒါဆိုတော့အဲ့လိုပြောရရင်အကုန်လုံးက market ဖြစ် market နေပြည်နေတာဖြစ်တဲ့အတွက်အဲသူတို့အနေနဲ့ဘောလုံးကိုအဲဘောလုံးကိုကိုင်ကစားနိုင်တဲ့အခြေအနေမျိုးမရှိဘူးဆိုတော့အာ blade ကိုတိုင်းတစ်ခါတည်းမှာသူ့အနေနဲ့ဆွဲဆွဲပြေးထွက်ခါတာမျိုးတွေအဲလောက်တာကိုကျွန်တော်တွေးကြရတယ်ဆိုတော့အဲ့ရနေပြီးတော့ impact ဖြစ်တဲ့ ဒါဘောလုံးနေတော့တိတ်မတွေးခဲ့ရဘူးဒါပေမဲ့မာလိုကူစတိုဝါခက်ထိွားတဲ့တစ်ချိန်ကတော့အင်မက်ဖြစ်ခဲ့တယ်ဆိုတော့မာလိုကလည်းမာလိုကူစတိုကလည်းဒီနေရာမှာအာသူ့အနေနဲ့သူ့ကိုကြော်သွားပြီဆိုတာနဲ့အနောက်မှာစပရေးတွေပေးရတော့မယ်ဆိုတာကိုသိတဲ့အတွက်အဲလူလိုက်ဆွဲခဲ့တယ်ဆိုတော့ဒီအတွက်နဲ့အဝါကက်ထိသွားတယ်ဒါအပြင်တော့အာဘာစီလိုနာဘက်ကအများကြီး음ဘေးဒက်တွေကနေပြီးတော့အင်ပက်ဖြစ်တဲ့တိုက်စစ်ကစားဟန်တစ်ခုကိုမပြတာနိုင်ခဲ့ဘူးအဓိကတော့ဒါဆက်စီးသင်းရဲ့မန်မာကင်နေ အာဇုံနဲ့ဇုံအလိုက်မာကင်တွေဒါတွေအရင်ကောင်းမခဲ့တဲ့နောက်ကလာမတွေရဲ့တူးချင်းစီဒါပါဝါဆန်အဲပါဝါပလေးတွေနောက်တက်နီကယ်တွေအဲတက်နစ်စကေးတွေစသဖြင့်ဒါတွေအလုံးပြည့်ပြည့်စုံနေခဲ့တဲ့ချက်စီဘက်ကဒါပေမဲ့ဘာစီလိုနာကျတော့အဲ့လိုမျိုးမဟုတ်ခဲ့ဘူးအဲဒါအပြင်သူတို့အတွက်ပိုဆိုးတာကဒီသူတို့ရဲ့အတင်းကောင်းဆောင်ဖြစ်တဲ့အာဂျူရိုတယောက်ကပရမိုင်းပီကန်နီးမှာ အနီးကထိပ်ပြီးတော့ဒါ တယောက်ယောက်နဲ့ဆက်ပြီးတော့ကစားခဲ့ရတယ်ဆိုတော့အလီကက်မထီခင်အထီကလည်းချက်စီးတင်းရဲ့ဒလက်ဆက်အာဖီအာဘီတက်စစ်ကစားနေတာတွေကိုဒါဘာစီလိုနာတင်းရဲ့နောက်ခံလူတွေကအဲခုခံခဲ့ရတယ်တာခွဲခဲ့ရတယ်ဒါပြင်လူဂျွန်ဘောတွေနောက်လက်ထီရဆိုတဲ့အကြောင်းပြချက်နဲ့ပဲပြက်ခံရတဲ့ဂိုးတွေစသဖြင့်ဒီလိုဂိုးတွေဒါဒီလိုမျိုးငေးပဲခံရတယ်ခုအခြေအနေလေးရှိတယ်ဆိုတော့ချက်စီးသင်းရဲ့ကစားတိုက်စစ်ကစားပုံကအလွန်ကိုကောင်းတယ်အပြင်မဲ့ ချက်စီသင်းရဲ့ဘေးရက်ဒီကိုကြဘာလို့ဘာစီလိုနာကပြန်ပြီးတော့ချက်စီကစားသလိုမျိုးမကစားနိုင်ခဲ့တာလဲဆိုတော့အာမေးဖို့ရှိတယ်ဆိုတော့ချက်စီသင်းကအဲသူကဘေးရက်ဒီမှာ3 back system နဲ့ပဲအဲဘေးရက်ဒီကိုစားတယ်ကူကူရဲလာခြာလိုပါနောက်ဖိုဘာနာဆိုတော့သူတို့တော့ကနေပြီးတော့ဒါခန့်စစ်ကနေပြီးတော့ဘောလုံးကိုဘေးရက်စားတယ်ဒါပေမဲ့မာလိုဂူစတိုက အဲ့ဒီလိုဘေးဒက်ဆားနေတဲ့အချိန်မှာမာလိုဘူစတိုက impacted sensor နဲ့အတွင်းကိုဝင်လာတယ်ဆိုတော့အတွင်းမှာက mic sensor လိုရှိမယ် reach gain ရှိမယ်မာလိုဘူစတိုရှိမယ်ဆိုတဲ့အခြေအနေမျိုးဖြစ်သွားတယ်ဆိုတော့ပွင့်လည်မှာ overload ဖြစ်သွားတယ်ဆိုတော့ဒီကဟိုဒပန်းသားတွေကဒီဘောလုံးကိုဒီကွင်းလက်စီကိုဘောလုံးပေးလိုက်နိုင်တာနဲ့ပဲဒါစပိတ်တွေအများကြီးရသွားနိုင်တယ်ဆိုတော့အခြေအနေမျိုးကို Chelsea ကဖန်တီးနိုင်ခဲ့တယ်အဲ့ဒီမှာ Barcelona မှာကြတော့သူတို့က full back ကိုပဲသွားတယ်ပြီးတော့ အဲအဓိကကွာဝါတာတော့နင်းပြနှစ်ယောက်ရဲ့ဒီသူတို့ရဲ့ rival တွေကိုအသုံးပြုပုံကတော်တော်လေးစကားပြောပါတယ်အထူးသဖြင့် Maresca ကဒီ Gusto ကိုအသုံးပြုသွားခဲ့တဲ့ပုံစံနဲ့ဒါ Hansi Flick ကခွန်လေးကိုအသုံးပြုသွားတဲ့ပုံစံကဒီပွဲမှာအများကြီးစကားပြောပါတယ် Chelsea ကအဲ Maresca က Chelsea ရဲ့ bid တွေစားပြီဆိုလို့ရှိရင် Gusto ကိုဒါကွင်းလက်ကိုဝင်ကစားစီပြီးတော့ Hansi Flick ကတော့အဲ့လိုလိုမျိုးမလုပ်ဖဲနဲ့ဖိုးဖက်နဲ့ပဲ အဲပေးတဲ့တွေကိုစရတယ်ဟိုဆိုတော့လူပူတယောက်ပူပြီးကစားနိုင်ခဲ့တဲ့အတွက်ဒါဟိုလွမ်းဘာစီလိုနာပေါ်မှာလွမ်းမိုးပြီးတော့ကစားနိုင်ခဲ့တဲ့အခွင့်အရေးတွေဖန်တီးပြီးတော့ကစားနိုင်ခဲ့တယ်ဒီကနေလည်းဝင်းကိုတွေရခဲ့တယ်အဲဒါပြင်နောက်ထပ်ကချက်စီသိရသွားတဲ့ပထမဆုံးဦးဆောင်ကိုပေါ့နော်အာခွန်လေး OG ဖြစ်သွားတယ်လို့ဆိုတော့ဒီအလုံးမှာဆိုလို့ရှိရင်ဒါတောင်းငံဘောက်ကလေဒီဘောလုံးကအစပြုတာဆိုတော့ဒီနေရာမှာချက်စီသိရဲ့ SSP strategy က အရင်လိုမဟုတ်ဖဲနဲ့ဒါလည်းလည်းထူးခြားတယ်။ဘာလို့လဲဆိုလို့ရှိရင်သူတို့က32ဆိုတော့ဒါ overload ဖန်လေးမှုတစ်ခုလုတ်ပြီးတော့ switch ရတယ်။အဲ့ speed ကနေပြီးတော့ဖြတ်ချိုးပြီးတယ်။ဖြတ်ချိုးမကူကူရလာဖြတ်ချိုးပြီးခဲ့တယ်။ဖြတ်ချိုးပြီးခဲ့တာကို network ပဲတွင်းပြီးတော့ဒါအာခွန်ဒေးက OG တွင်းလို့လို့ဖြစ်ပြီးတော့ goi ဆရခဲ့တယ်။ဒီအခြေအနေလေးကိုကျွန်တော်တို့ပြန်ပြီးကြည့်ကြည့်လိုက်ရအောင်။ခုနတက်ကက SD ဘောင်းဖြစ်တယ်ဆိုတော့ mac kukuyela ရဲ့ဒီဟိုဘက်က မက်ကူကူရဲ့လာရဲ့ကာလာချူရဲ့ကအာဘောလုံးစီကိုဆင်းလာတယ်ဆိုတော့ကွန်နာတောင်းကိုဆင်းလာတယ်ဒီထွက်ဒါမာကင်ဘာစီလိုနာကမာကင်နှစ်ယောက်ပါလာတယ်ဒါပေမဲ့အဲ ST ဘောင်းကကူကူရဲ့လာကိုဘောလုံးပေးလိုက်တယ်ဘောလုံးပေးလိုက်တယ်ရှော့ပတ်ပေးလိုက်တယ်ရှော့ပတ်နဲ့ပြီးတော့အာကူကူရဲ့လာက ST ဘောင်းကိုပြန်ပေးတဲ့အခါမှာချက်ချင်းဆိုသူလိုပဲချက်စီက3%ဆိုတော့အာ overload ကိုဖန်လီးပြီးသားဖြစ်သွားတယ်ဒီကနေမှ ST ဘောင်းကကာနာချူကိုပေးတယ်ကာနာချူကနေပြီးတော့ ရှေ့မှာလွတ်နေတဲ့ကုကူယဲလာစီကိုဘောလုံးလမ်းကြောင်းထိုးပြီးပြီးတော့ကုကူယဲလာရဲ့ပပလဲလဲဖြတ်ချိုးပေးမှုကနေချက်စီစင်းကဂိုးဆားရခဲ့တယ်ဆိုတော့ချက်စီစင်းကဒီနေ့ပွဲစဉ်မှာအထူးသဖြင့်တော့အာမာရက်စကာရဲ့နီးစနစ်ပိုင်းတွေကတော်တော်လေးကိုချီးကျူးဖို့ကောင်းတယ်ဆိုတော့လက်ရှိဒီခြေစန်းကအာဒီခြေစန်းဒီမန်တယ်ကအာဆင်နယ်နဲ့ပွဲကိုတွားကစားဖို့အတွက် ready ဖြစ်နေပြီပြီးတော့အာဆင်နယ်ကိုစိုးရိမ်စရာကြောက်ရွံ့စရာလည်းမရှိဘူးလက်ရှိခြေစန်းအရဆိုလို့ရှိရင်ဆိုတော့ဒါက ချဲစီစင်းနဲ့ဘာစီလိုနာတင်းတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်လို့ဒါပြိသက်တယောက်ရဲ့အမြင်နောက် tactically ကိုလေ့လာလိုက်စားနေတော့တယောက်ရဲ့အမြင်အနေနဲ့သုံးသက်တင်ပြခဲ့တာဖြစ်ပါတယ်ဆိုတော့အဆုံးထိလက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့သဘောကျလို့ရှိရင်လိုက်ရင် subscribe လေးနဲ့ update ကြလို့ရပါတယ်